လာပါရှင်ဒီသမလာကိုရဲ့အင်္ဂါနေ့ရတိမဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့တချို့ပြန်တိုက်ခိုက်မှုများဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားတို့နေဆက်နေပြီးပိုင်ဆိုင်မှုအငင်းပွားရာမှာတချို့ပြန်စစ်ပြန်ဖြစ်ပြီးထိုင်းလီတက်ကကမ္ဘောဒီးယားစစ်ကံကိုဘုံကျဲကကမ္ဘောဒီးယားကလည်း BM21 ရုရှားထုတ်တုံးကြီးများဖြင့်ထိုင်းနေသူပြန်လည်ပြစ်ခတ်ကြောင်းထိုင်းသတင်းဌာနများကဖော်ပြလာပါတယ် ဒီစမ၈ရက်နေနဲ့၈နာရီဝင်းကျင်ချိန်မှစတင်ကထိုင်းစစ်တပ်ကကမ္ဘောဒီးယားနယ်မြေအတွင်းရှိစစ်စခန်းဖြစ်အုံပြုနေတဲ့ကာစီနိုယုံတစ်ခုကိုပုံကျဲချလိုက်ပြီးကမ္ဘောဒီးယားကလည်းထိုင်းဘက်သို့ဒုံးကျည်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းရမန်နီကလည်းထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်စပ်တွင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဆိုပါပစ်ခတ်မှုအတွင်းထိုင်းစစ်သားတအူးသေဆုံးခဲ့ကနှစ်ဦးတရားရရှိခဲ့ကြောင်းသိရပါတယ်။ လက်ရှိထိုင်းဝန်ကြီးချုပ်ကလည်းအငင်းပွားနေတဲ့နှစ်နိုင်ငံနေဆက်သူတွားရောက်မဲ့ခီးအစဉ်ကိုဖျက်သိမ်းပြီးလုံခြုံရေးဆိုင်ရာအရေးပေါ်အစည်းအဝေးခေါ်ယူနေကြောင်းနဲ့ထိုင်းစစ်တပ်ရဲ့အဆိုအရကမ္ဘောဒီးယားကလက်နက်ကြီးများနဲ့အမြောက်များကိုနေဆက်သူရွှေ့ပြောင်းနေကထိုင်းနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်နေတယ်လို့သတင်းများကဆိုထားပါတယ်။ထိုင်းဆိုရကဂျမန်နီကလေးကနှစ်နိုင်ငံနေဆက်အနေနဲ့ထိုင်းနဲ့ထိုင်းပြည်သူများကိုပြောင်းရွှေ့ထားခိုင်းခဲ့ပြီးဖြစ်ကနေဆက်တလျှောက်တွင် ထိုင်းစစ်တပ်ကစစ်အင်အားကိုတိုးမြှင့်ချတာကြောင့်လည်းသိရှိရပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့သည်နေမြေအငင်းပွားမှုများကြောင့်ယခုနှစ်မေလတွင်ပြစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီးဇူလိုင်လမှာရှားဤပြစ်ခတ်ရစဲခဲ့ကာအမေရိကန်ရဲ့စီစဉ်မှုဖြင့်အပြစ်ခတ်ရစဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။တနနိုင်ငံပြစ်ခတ်ရစဲမှုပြီး၅လကျော်ကြာတွင်စစ်ပွဲများပြန်လည်စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်းသိရပါသည်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့နျူကလ িয়ার ဆန်သတ်မှုများပြုလုပ်မယ်လို့အမေရိကန်စစ်ဝင်ကြီးပြောကြားတဲ့သတင်းဖြစ်ပါသည်။ အမေရိကန်အနေနဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒအတိုင်းနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြုလုပ်သွားမယ်လို့အမေရိကန်စစ်ဝင်ကြီး PS ကပြောပါတယ်။ဒီစမချက်ကကျင်းပခဲ့တဲ့ Ronnie Reagan မြူသားကာကွယ်ရေးဖိုရမ်မှာ PS ကပြောခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။အမေရိကန်အနေနဲ့ပြိုင်ဘက်တွေရဲ့နောက်မှာဂျာမနီခဲ့ဖို့အရေးကြီးတဲ့အတွက်တရုတ်ရုရှားတို့နဲ့တန်းတူနျူကလ িয়ার စမ်းသပ်မှုတွေလုပ်သွားမှာဖြစ်ပြီးနျူကလ িয়ার လက်နက်နဲ့နျူကလ িয়ার လက်နက်သယ်ယူရေးစနစ်တွေကိုပုံမှန်ခင့်မိတဲ့ကြောင်လှုံ့ဆော်သွားမယ်လို့ PF ဆက်ကဆိုထားကြောင်းလည်းသိရှိရပါရဲ့ရှင်။ ထပ်မံတင်ဆက်ပြီးမှာကတော့မြန်မာနိုင်ငံဘက်ချမ်းသူအကုန်စီများမှောင်ခိုပူရန်ဂျိုမန်သူ၁၄ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့ဖမ်းဆီးရမိတဲ့တွင်ဖြစ်ပါတယ်။မြန်မာနိုင်ငံဘက်ချမ်းကိုကိုစီများမှောင်ကိုပို့ရန်ဂျိုဘန်သူဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၄ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့ကတရေအရဖမ်းဆီးရမိတယ်လို့သိရပါဗျ။ဖြစ်စဉ်များမှာဒီဇင်ဘာ6ရက်နေ့နဲ့အစောပိုင်းကမြန်မာနိုင်ငံသူဘီလက်မြေမှောင်ကိုပို့ရန်ဂျိုဘန်နေသူ၈ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့ပါဗျ။ ကမ်းခြေဆောင်တပ်ဖွဲ့မှမီဒီယာအရာရှိဒုတိယဗိုလ်မှူးကြီး CNU ဟဲ့ရဲ့သတင်းပေးပို့ချက်များအရကော့ဆာရှိဘက်ခလီမြို့ဝအနီးတွင်ဒီဇင်ဘာ6ရက်ကုစနနက်7နာရီခန့်ကအထူးစစ်စင်ရေးတရပြုလုပ်ခဲ့ကြောင်းနဲ့၎င်းစစ်စင်ရေးတွင် အာနာပိုင်များကတန်ရာဖြစ်ပွဲငါဖန်လီတစီကိုရှာဖွေခဲ့ရမှာ ခမ်းမန်းချီတာကာငွေ38,500တန်မှုရှိတဲ့ဘီလက်မြေအိတ်395ကိုတင်စီရမိခဲ့ပြီးလေပေါ်ပါလာတဲ့တန်ရရှိသူမာကိုသမားရှေကိုလည်းဖမ်းဆီးထိန်းသိမ်းနေကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ Australia Tommy တွင်မိသက်အူသေဆုံးပြီးပြည်내နှစ်ခုတွင်နေအများပြည့်စည်တဲ့တွင်ဖြစ်ပါတယ်။ စစ်တနေမျိုးမြောက်ဖက်ကျဲပြက်နဲ့ခြုံတော်မြေများကိုလောင်ကျွမ်းသွားခဲ့ပြီးနေအိမ်များကိုဖျက်ဆီးပစ်ခဲ့တဲ့တော်မီကိုထိန်းချုပ်ရန်ကြိုးစားနေစဉ်လေကျလာတဲ့တစ်ပင်နဲ့ထိခိုက်ခဲ့ပြီးနောက်ဂျမန်နီညာကဩစတြေးလျမိသက်တပ်ဖွဲ့ဝင်တူတေဆုံးခဲ့တယ်လို့အာနာပိုင်များကပြောကြားပါတယ်။လူတယောက်ပေါ်တစ်ပင်လေကျားခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့ပြီးနောက်ရေဘော်ကယ်ဆေးဖွဲ့များကစစ်တနေမျိုးမြောက်ဖက်124မိုင်ကွာဝေးတဲ့ဘူလာဒီလာမြို့နယ်အနီးမှာတအုပ်သူအပြေးလွှားသွားရောက်ခဲ့ကြပါတယ်။ အသက်59နှစ်ရွယ်မိသက်တပ်ဖွဲ့ဝင်ဟာနှလုံးရောဂါရုတ်တရက်ခံစားခဲ့ရပြီးတော့နေရာမှာပဲတည်ဆုံးသွားခဲ့တယ်လို့တာဝန်ရှိသူများကပြောကြားပါရယ်။တရင်ဘက်ကနှစ်ရက်တည်းနဲ့မြန်ဆန်စွာပြန့်နှံ့ခဲ့တဲ့တုံးမိများကြောင့်လူပေါင်းသုံးသိန်းခွဲမိတင်းနေထိုင်နေယူဆဝရီပြည်နယ်အလဲပိုင်းကယူရန်ဒေသနဲ့စစ်တနီမြို့မြောက်ဘက်ကရက်စင်ကြေဘုံဒေသတို့တွင်နေ16လုံးပျက်စီးခဲ့ပါရယ်။တနင်္လာနေ့ထိယူဆဝရီပြည်နယ်တွင်တုံးမိနဲ့ခြုံပုံပြီး90ကျော်လောက်ကျန်းနေကြောင်းလည်းသိရှိရပါရှင်။